အလုံးမေးမိကလာပါရှင်အော်ဒီယိုပို့လိုက်ပြီးပါအမွန်ဆိုရယ် page လေးကနေပြန်လည်ပြီးရကျဆူလိုက်ပါတယ်ဒီနေ့လီမှာတော့ဆီယမလွန်ထထားရေးသားမျှဝေထားတယ်အဖော်မွန်ဆိုရယ်ဆောင်းပါလေးကိုဖတ်ပြပေးကြပါတယ်ရှင်ဆောင်းပါလေးရဲ့အစမှာအသက်ရွယ်လေးရလာတာနဲ့အမျှကိုအနာကအဖော်မွန်ဟာကိုရဲ့ဘဝအတွက်အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်လာတော့တာပါပဲကိုရဲ့နဘေးမှာတီတူတိုင်မြင်ပေါ့စကားပြောပေါ့အကြံဉာဏ်ခေါင်းလေးတွေပေးဖို့အပြင်ဖျားသွားကြောင်းတက်ဖို့အဖြစ်ရှိနေပေးနိုင်သူဆိုရင်တော့ ကိုရဲ့ဘွားဟာငြိမ်းအချမ်းသာစွာနဲ့ပူပန်ကြောင်းကြကင်းစွာ နေခွင့်ရတာပါပဲ။အဲ့လိုမဟုတ်ဘဲတနည်းတခြားအိုမင်းလာခြင်းအပေါ်နားလည်းမပေးနိုင်တာအပြစ်တွေမြင်လာတာစကားတွေထပ်တလဲလဲပြောတတ်လာခြင်းအပေါ်နားနီးသလိုညူစုညင်းငွေဟန်တွေပြလာတတ်တဲ့သူဆိုရင်တော့ဘွားဟာ၆တွေ့အထီးကျန်ဆန်လာရတော့မှာပါပဲ။ ငယ်ရွယ်နှုတ်ပြစဉ်ကတော့လှပတဲ့ဆွေငင်မှုတွေနဲ့အနာမှညှိတွဲမမောနေနိုင်ပေမဲ့ကြီးပြင်းလာတဲ့အခါစိတ်ရှိသီးခံခြင်းတွေနဲ့အေးတူပူများနေခွင့်ရဖို့ဆိုတာကို့မှာလည်းတာဝန်ရှိသလိုကို့နဘီကသူနဲ့လည်းသက်ဆိုင်ပါတယ်။သူ့စကားတွေကိုနားထောင်ပေးဖို့လိုသလိုကို့စကားတွေကိုလည်းသူနားထောင်ပေးဖို့လိုပါတယ်။ ကိုရဲ့စိတ်ချနာပျော်ရွှင်မှုအတွက်ကို့မာတာတာဝန်ရှိတယ်ဆိုပေမဲ့ကို့နဘေးနာကလူရဲ့အလိုက်တည်တံ့မှုစာနာနာလဲပေးမှုနဲ့မြစ်တာတရားတွေလည်းများစွာလိုအပ်ပါသေးတယ်။ကျမကအသက်ကြီးလာရမှကိုမကြောက်ပါဘူး။ကို့နဘေးမှာလက်ကလေးတွဲပြီးလမ်းလျှောက်တတ်သူအလေးပင်တွေကုသဲပေးတတ်သူခန်းစားချက်တွေကိုရင်ဖွင့်ပြောပြတဲ့အခါနားထောင်ပေးတတ်သူရုပ်ရှင်အတူတူကြည့်ရင်အပြန်အလှန်နှိပ်ပေးတတ်သူတရားအတူတူထိုင်ပေးနိုင်သူရှိရင် ။ဥမင်းလာခြင်းဟာလည်းပူပန်တော့ကကင်းစွာအေးများလှပနေအောင်မှာပဲလीနော်။ကိုစိတ်ချမ်းသာအေးချမ်းခြင်းတလို့သူလည်းစိတ်ချမ်းသာအေးချမ်းခြင်းမှာပဲဆိုရက်စာနာနားလည်မှုလေးကိုအမြဲလက်ကင်ထားတလို့ကိုစိတ်ကြိုက်ကိုဖြစ်ချင်တာတွေကိုကြည်အတကြီးစွာတောင်းဆိုရမျိုးတကူကောင်းဆန္ဒမျိုးမလုံးမိအောင်လဲထိမ့်သိမ့်ပါတယ်။သူစီကနေအများကြီးမျှော်လင့်မထားပဲကိုဖြစ်စီကျင်တာကိုအေးအေးချမ်းချမ်းလေးပြောပြပါရတယ်။ကိုမကြိုက်တာတွေသူလုပ်ရင်တောင်မှသူဟာကိုမမဟုတ်ပဲ သူစိတ်ကြိုက်လုပ်ပိုင်권ရှိတာပဲလို့နားလဲပေးလိုက်တဲ့အခါရံဖြည့်ရခြင်းတွေနာကျင်ရခြင်းတွေလည်းကင်းဝေးလိုလာပါတယ်။ဒီနေ့ဒီနေ့သူ့ဘော်ဂျေဇူးတင်စရာတွေရှာပြီးတွေ့တဲ့အခါအစီထွက်လာတတ်ပါတယ်။သူ့ကိုဂျေဇူးတင်စရာလေးတွေပြောပြတဲ့အခါသူ့ရဲ့မျက်နှာပေါ်ကပီတိအပြုံးကိုလည်းမြင်ရပါတယ်။လူတယောက်ကိုဘလို့ကျိုးမျိုးနဲ့မှနှောင်ဖွဲ့ချုပ်ကန်ထားဖို့မလိုပါဘူးတဲ့။အတိမတ်ပြုကျေးဇူးတင်တဲ့ခြင်းကိုပြသပေးနိုင်ရင်သူ့ရဲ့နှလုံးသားကိုလည်းပိုင်ဆိုင်권ရနိုင်ပါတယ်တဲ့ တန်တရားတွေညူစုခြင်းတွေအစာတော်ယုံဆိုခွင့်လွတ်နားလည်ပြလိုက်ခြင်းကပြဿနာအချို့ကိုပြေရောစေပါတယ်တဲ့ထိခတ်မှုတွေနေလာတာနဲ့အများနှွေးထွေးတဲ့နားလည်မှုတွေအစာပြိုလာရတာပါပဲသူ့ကိုကိုယ်စိတ်ကြိုက်ပြုပြင်နေဖို့လည်းမလိုအပ်ပါဘူးသူ့ရဲ့ပကတိအရှိတိုင်းကိုလက်ခံကြည့်ပြနိုင်အောင်ကြိုးစားပေးလိုက်တာဟာပြည်လေချုံးမွေးတဲ့ဆက်ဆံရေးကိုမြင့်မြန်စေတာပါပဲတဲ့ကြည်ပြေအိုမင်းလာတာနဲ့အများလူချင်းတောင်းတဆန္ဒတွေကိုတတ်နိုင်သမျှလျှော့ချပြီး ကိုထိန်ချုပ်ထားလို့မရနိုင်တဲ့အရာတွေကိုလည်းအလွယ်တကူလက်လွတ်တတ်ဖို့လိုပါတဲ့။ရာယူလိုမှုတွေအလိုဆန္ဒတွေများလေလေပူလောင်ရလေလေမို့ကိုနဗီနာကလူကိုနှစ်ပူနှစ်စာချီတိုက်ချင်းတွေများလေလေသူ့ကိုကိုနဲ့ဝေးရစီတွန်းပို့ရရောက်လေလေပါပဲတဲ့။ကိုနဗီနာကလူကို အဖော်မွန်တယောက်ဖြစ်စေချင်တယ်ဆိုရင်ကိုကလည်းသူ့အတွက်အဖော်မွန်ကောင်းတယောက်ဖြစ်နေရမယ်မဟုတ်လားဆိုပြီးဆီယမိုင်းဆောင်ပါလေးကိုဒီညလေးမှာပဲအဆုံးသတ်ထားပါရဲ့ရှင်။ ဆီယမရည်တန်းနေတဲ့အခုလိုစာပေလေးတွေကို update ဖြန့်ရှုခြင်းနဲ့ဆိုရင်တော့ဆီယမရဲ့ Facebook page ဖြစ်တဲ့လွန်ထားထားစီတက်ကတူဆိုတဲ့ page လေးမှာတွားရောက်ဖြန့်ရှုလို့ရတယ်လို့ဆီယမရည်သားထုတ်ပြီးဖြစ်တဲ့စာအုပ်တွေကိုလည်းဝယ်ယူ update ဖြန့်ရှုလို့ရပါတယ်ရှင်ပြီးဆုံးတဲ့ဒီနားထောင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုအများကြီးကျေးဇူးတင်ပါတယ်နောက်ထပ်ဆောင်ပါလေးတွေမှာလည်းထပ်ပြီးဆုံတွေ့ကြပါအောင်ဆိုနော်